ငိုင်းနမေကမိုနက်ဆော့ဒရဂွန်အမတို့ရဲမှာမွေးဖွားလာတဲ့ပထမဆုံးအသက်မဆုံးအီဂရစ်ပဲဒါရီအားလုံးကနဂါရီကိုအုပ်စိုးခဲ့တဲ့ကြောက်ရွံ့ခြင်းကိုဖျက်ဆီးခြင်းရဲ့ဘယင်ပဲဆိုပြီးပြောနေခဲ့ကငါကအားလုံးကိုတလေးလေးစားစားနဲ့နဂါရီကလေးလို့ငါ့ကိုခေါ်ကြရဲဒါပေမဲ့ဒီနေ့လူလောကကိုတက်ခိုက်ဖို့ရာအတွက်ငါရဲ့တက်သားတွေနဲ့တခြားတစ်ဖက်မှာစောင့်နေတုံးမှာပဲလူသားခန္ဓာကိုယ်ရဲကိုရောက်သွားခဲ့တဲ့ဆိုပြီးကြည့်လိုက်တဲ့အချိန်စောင့်ကြည့်မှုဖြစ်လာခဲ့ပါတယ်ပျော်ရီပျော်ပါနဲ့မျက်နှာမျိုးနဲ့ကောင်းဆိုပြီးတော့ကြည့်နေခဲ့တဲ့အချိန်မှာပဲဒီရဲ့ နာမည်ကစန်းကျင်ဦးတောင်ကိုရီးယားမှာနေထိုင်ခဲ့ပြီးတော့အီးစစ်မုတ်ဆိုးဟန်နာတယောက်ပဲသူရဲ့ခန္ဓာကိုယ်ကအားနည်းနေခဲ့ပြီးတော့ရားစရာမရှိတော့ပေမဲ့နေလို့ကောင်းရင်သူ့ရဲ့အမေအတွက်လက်မလျှော့ရသူတယောက်တော့ဖြစ်တယ်သူ့ရဲ့အမေရဲ့နာကျင်မှုရဲ့ဖျားနာမှုကြောင့်ပဲသူမော်စွမ်းနေနေဆိုရင်အသာလေးကုသလိုက်လို့ရတယ်ဒီလိုနဲ့ဖုန်းသက်လာတဲ့အချိန်ခန္ဓာဆောင်မင်းပင်မလေးစီးနေမှုကစတင်တော့မှလို့ပြောရခဲ့ပြီးရင်တော့တော်လီနောက်ကျနေခဲ့ပြန်ပြီလားနောက်ကျလား ကတိပေးထားသောအချိန်အတွင်းမရောက်ရှိခြင်းဆိုပြီးသူ့ကိုယ်သူတွေးနေခဲ့ပြီးဒီမိမကငါ့ကိုစော့ကားသလိုပြောနေတာပဲငါလူလူမျိုးကတော့ဒီလိုလောက်ပြီးတော့စော့ကားရေးလို့ရမလားဘယ်တော့မှဖြစ်လာမှာမဟုတ်ဘူးဆိုပြီးတော့မင်းပြန်มาလဲလို့ပြောလိုက်တဲ့အချိန်ပြန်มาလဲဟုတ်လား ငါရိတ်ကောင်တော့ဂိန်းသားရောက်နေကြပြီးနေကျွန်တော်ညီလုံးညီတော်တော်ဆိုပြီးပြောလိုက်တဲ့အချိန်မှာဂျုံလေးတော်လီဒေါ်သားထွက်သွားခဲ့ပြီးငါအယုံဆိုင်ဖို့လိုတဲ့အတန်ကနေတစင်ဒီမိမရှိတဲ့နေရာကိုရှာရမယ်ဆိုပြီးခြာကြည့်လိုက်တဲ့အချိန်မှာပဲတွေ့ရတဲ့အချိန်မှာတော့ဘာရီလုံးညီတော်ဆိုပြီးပြောနေခဲ့တဲ့အချိန်ဒီကောင်ကျွန်တော်နဲ့ဆိုပြီးဂျင်ဦးကိုပြောနေခဲ့ပါရဲ့ရုတ်တရက်ကြီးရောက်လာခဲ့တဲ့အချိန်မှာတော့နောက်ကျသွားလာဆိုပြီးမေးနေခဲ့ကနောက်မကြောက်ဘူးအဆင်ပြေပါရဲ့ဆိုပြီးကြောက်လန့်ကြနေပြန်လေပြောနေခဲ့ပါရဲ့ ကျင်းကိုတော့လမ်းမီနှုတ်ဆက်နေခဲ့တဲ့ကောင်ကဗါရီအဲ့ဒီကောင်ကငါ့ရဲ့လမ်းအောက်ခံလာဆိုပြီးတွေးနေခဲ့ကကော်ဖီကော့တက်တောင်းနေတဲ့အချိန်မှာဒီနေ့ကော်ဖီကုန်သွားပြီဆောင်းရဲလို့ပြောနေတဲ့အချိန်မှာအတင်းလူသွားခဲ့ပြီးတော့ယူလာခဲ့ပါရဲ့စင်ပြာယူမယ်ဆိုပြီးတော့ကြောက်စရကောင်းလုံးနေရဲ့အာနေတဲ့သူစီကလူယူတာကအစ်ကလေးတပားရဲ့လုံးရက်ပဲဆိုပြီးတော့ကြောက်စရကောင်းလုံးသာလုံနေခဲ့ပါရဲ့ဆောင်းကျင်ကိုဒီနေ့ထူးဆန်းနေတယ်လို့ပဲသူ့ရဲ့မျက်လုံးတွေကနင်းနေတော့တမျိုးကြီးဖြစ်နေရဲ့ကြောရှမ်းစရာကောင်းလောက်တယ်ဆိုပြီးဘီရလူတွေကအားလုံးဝိုင်းပြီးတော့ပြောနေကြတဲ့အချိန်မျက်နှာဘာဖြစ်နေရလဲလူသားတွေကနာကြီးရဲ့အမျိုးပဲနေဘလူ ဖြစ်နေရလေလို့မေးနေခဲ့တဲ့အချိန်အားလုံးလည်း ခေါင်းဆောင်ကတော့လောက်တဲ့ရှိရအားလုံးလောက်ရအောင်ပြီးတော့မှပြောတဲ့ရှိရကဒီအလူကြီးအကုန်လုံးဦးဆောင်ခွင့်ရှိနိုင်မလားလို့ပြောခဲ့ပြီးတော့ခင်ဗျားလူတွေတဲမှာမှအဆင်ပြေဆုံးပဲလေလက်ခံပါလေလို့ပြောခဲ့ပြီးတော့ဒါဆိုပြီးတော့မဲအဆင်ပြေပါရင်အားလုံးလည်းအဆင်ပြေဆိုပြီးလက်ခံလိုက်ကြပါရင်ဒီကောင်လေးထူးဆန်းတဲ့နေရာပဲဆိုပြီးဂျေုံနဲ့တွင်းနေခဲ့ကအားလုံးဝင်ကြတဲ့ဆိုပြီးဂိတ်တဲကိုစောင့်ဝင်ခဲ့တဲ့နောက်ဂိတ်ပြီဆိုတာဖန်နီးသူကခမဆိုပြီးပို့ဆောင်လာတဲ့အရာဒါပေမဲ့ဘာလို့ဧကရစ်တပါကစောင့်ခန်းစားမိနေရလဲဆိုပြီးငါစစ်သေးကြည့်ရမယ်ဒီကနေပြီးတော့ဧကရစ်တပါရဲ့အရာတို့ကိုဆန်လာနေရ ယ်ဆိုပြီးဂျင်ဦးလေးတွေးနေခဲ့တဲ့နောက်ကျွန်တော်ကဝင်ရမှလာမေးတဲ့အချိန်ဒါပေါ့မင်းလည်းဝင်ရမှလဲဆိုပြီးဂျင်ဦးပြန်ပြောနေခဲ့ပါတယ်။ဆောင်းအနောက်မှာကိုကိုဂယူးလိုက်နေတော့တရားမရစီနဲ့ဆိုပြီးပြောခဲ့တာ။ "तू ကအန်နေတဲ့တခင်တရားကိုစိုးရိမ်နေခဲ့ကျွန်လိုကောင်ပဲ"ဆိုပြီးတော့ပြန်လဲပြောနေခဲ့ပါသေးတယ်။ဂိတ်တဲကိုစတင်ဝင်ခဲ့ပြီးရင်နောက်ကြားစားကောင်တော့နဲ့အချိန်လုံးနဲ့ Goblin တွေကိုစတင်ပိုင်ဖြတ်နေခဲ့ကတော်လေးကိုလမ်းဖြတ်နေရကောင်းနေခဲ့တာကြောင့်တရားမလုံးဆက်မလို့ပဲနဲ့သူတယောက်တည်းကိုအားလုံးပိုင်ဖြတ်နေခဲ့ပါတယ်။မစ္စတာဆောင်းဒီနေ့တော်လေးကြမ်းနေတာပဲဆိုပြီးမကောင်းစိုးရိမ်လို့တော်လေး လီဖြစ်နေခဲ့ပါတယ်ဆိုပြီးကြည်နေခဲ့ကြပါတယ်။ဂျေဝုန်လည်းဒီနေရာမှာဘိုင်ယက်လုံနေကြတယ်လေဆက်သွားတာရှိတာဆက်သွားမယ်ဆိုပြီးကြောက်ကြကောင်းလို့သာခေါ်နေခဲ့တဲ့နောက် ကျင်းကိုတော့မဲခွဲပြီးဆုံးဖြတ်မယ်လို့ပြောရတော့မှနေရင်ပိတ်အုပ်ပေးလိုက်ပြီးတော့ဘသူမဲခွဲအောင်မှလည်းမေးတဲ့ချိန်အားလုံးလည်းကြောက်တဲ့ကြားဖြစ်နေခဲ့ကြပါတယ်။ငါတို့ထဲထိဆက်သွားရမလားဘလောက်တောင်ရှောက်အောင်မှလည်းဒီလိုရှောက်နေရမီလစ်၄နဲ့လောက်ရှိပြီးဂိတ်ကပေါ်စတပ်ပြီးရင်တော့တနအိတွင်ဂိတ်ကပိတ်တော့မှဆိုတော့မိနစ်20ပဲကျန်တော့မှတကားကလားငါပထမဆုံးမြင်ခဲ့ပူရတဲ့ကြည့်ရတာအတော်လေးအန္တရာယ်ရှိမဲ့ပုံပဲသူ့ကိုကြည့်ရတာစိုးရိမ်နေတဲ့ပုံပဲဆိုပြီးကျင်းကိုကြည့်နေခဲ့ပါတယ်။ဒါပေမဲ့ငါလည်းသဘောတူညီဆိုတာကအန္တရာယ်ရှိရဆိုနိုင်တဲ့ဆိုပေမဲ့အထက်ကနေပြီးတော့ကြီးမားရဲ့စွဲ င်းနေကိုအတော်လေးခံစားနေနေရတယ်။စောင်းကျူနေပါအောင်သုတ်ပြီးလှမ်းတားရဲ့ရှေ့အဲ့ဒီကောင်ကပဲအထဲကိုပစ်ထည့်လိုက်ကဘာဖြစ်တာလဲဆိုတွေးနေခဲ့ကြတဲ့အချိန်မှာဘာမှမဖြစ်ဘူးငါတို့ဝင်လို့ရရဆိုပြီးအထဲကိုဝင်လာခဲ့ပါရဲ့။ဒီနေရာပါလေကြည့်တဲ့အချိန်မိထွန်းခိုင်းနေခဲ့ပြီးတော့ငါတို့ဂျီရိုမီယအချင်းထောင်တွေကိုတစ်ခါမှမရောက်ခဲ့ဘူးဘူး။ဖဝင်းချင်းကိုလေးလာကြဆိုပြီးကြည်နေခဲ့ပါရဲ့။အတော်ကြီးမားရဲ့ရုပ်ထုတွေကြားရဲ့ရောက်နေခဲ့ကအဲ့ဒါကဘော်ဂျီတော့မဟုတ်ပါဘူးနော်ဆိုပြီးတော့တွေးနေခဲ့ကြပြီးအဲ့ဒီကကဝင်လာရင်သူတွေတိရမယ်အချက်လက်တွေကိုရေးထားတယ်ထင်တယ်ဆိုဂျီုံနဲ့ပြောနေခဲ့ပြီးရင်တော့ဘသူများဖတ်တက် လို့လေတုံးလိုက်ကြတာဒါလေးကမဖက်ဖက်ကြဘူးလား ခတနွင်ဖီယာကျောင်းရဲ့ပြည့်ညက်တော်ရီပါပဲလို့ပြောရပြီးရဲ့နာယောဒုကြီးကလှုပ်သွားရဲ့လို့ပြောနေခဲ့ကဂျုံလေပေါ်တော်တော်ရဲ့မပြောစမ်းနဲ့ပြည့်ညက်တော်ရဲ့ပထမသာဖီယာစင်ကိုယုံကြည်ပါဒုတိယပြည့်ညက်တော်ကဖီယာသခင်ကိုရှင်းမြပါတတိယပြည့်ညက်တော်ကဖီယာသခင်ကိုပေးဆက်ပါဒီချက်လက်တွေမလိုက်နာပါကဒီနေရာနေအသက်ရှင်လျက်မထွက်သွားနိုင်ဘူးဆိုပြီးရရေးထားခဲ့ပါရဲ့ယုတ်တဲ့ယောဒုကြီးကလင်းရောက်ရင်ထွက်လာခဲ့ပြီးရန်သူတို့စတင်ပြစ်ကတ်နေခဲ့ကမလောက်လေးမလောက်စားအဆင့်နဲ့ဆိုပြီးဂျုံလေကြောက်စရာကောင်းလို့သာလှည့်ရိုက်ခဲ့တဲ့နောက်မှာသူ့ရဲ့အော်ရာကြီးကပြင်းထန်လွန်နေခဲ့ပြီးတော့မိသားတွေကပြင်းထန်နေခဲ့ကပုံမပြင်းထန်တဲ့စိုင်းနဲ့ က်ပစ်နေခဲ့ပါတယ်။ကြားစာကောင်းတဲ့အချက်နှုန်းနဲ့ရုပ်ထုတွေအားလုံးတစ်ခုပြီးတစ်ခုဖျက်ဆီးဖျက်ဆီးဖြစ်နေတဲ့နောက်မှာတော့ဒါအစ်စ်မနဲ့ငါရဲ့စွာစစ်ကြီးပဲဆိုပြီးလုံးဝကြားစာကောင်းလို့သာပုံတိုင်းဖြစ်နေခဲ့ပါတယ်။သူရဲ့ forward PP စွာကြီးမားလာခဲ့ပြီးရင်နောက်ရုပ်ထုတွေအားလုံးတစ်ခုချင်းလိုက်ဖျက်ဆီးနေခဲ့ကအရုပ်ကောင်တွေအများအတော်လေးကိုနှီးလုံးတဲ့ကောင်တွေပဲဆိုပြီးတုံနေခဲ့ပြီးရင်နောက်မှာတော့တကယ်ကိုကြားစာကောင်းလို့မှာကွာညီမနေနဲ့အကောင်လုံးဝင်ကုန်ကြလိမ့်မယ်ဆိုပြီးအားလုံးနဲ့ထွက်ပြေးနေခဲ့ကြကဒါတကယ်ကိုဆုံးသက်ပဲဒါငါရဲ့သွေးစနေမှုကိုမရက်တက်ပြီးနိုင်မှုဆိုပြီးဂျုံလေးကြားစာကောင်းလို့ သာအယုတ်ပုံအချိန်မှာအော်နေခဲ့ပါတယ်ကျင်းကိုတော့အခိတက်နဲ့ခမတာလိုဆဲနေခဲ့တဲ့အချိန်မှာတော့ငါအချိန်ကြာကြီးဖန်ဆင်းပေးထားတဲ့အကြောင်းမင်းကဖြက်စီးပစ်လိုက်တာလားဆိုပြီးတော့သူ့ရဲ့ကြောက်တာတွေအားလုံးဖြက်စီးပစ်လိုက်ပြီးရဲ့နောက်တဘောပိတ်ထားသန်းဆိုပြီးတော့ကျင်းလေလှမ်းပြီးတော့တက်ခိုက်နေခဲ့ကမင်းတို့ကောင်မျိုးကိုပေးပြအချိန်မရှိဘူးနောက်ွက်ရနေအကောင်ကြီးကြီးကိုကျုံပေးရအောင်မှထွက်လာခဲ့သန်းဆိုပြီးတော့လှမ်းပြီးတော့တက်ခိုက်နေခဲ့ပါတယ်သူ့ရဲ့ online နဲ့ဖြက်စီးခြင်းပြင်ကိုနောက်ဆုံးတော့တွေ့ရပြီးပါဆိုပြီးတော့ကြောက်စာကောင်းလို့သာလုံနေခဲ့တဲ့အချိန် ဂျင်းနဲ့ကြားရတော့အတော်လေးကောင်းသားပဲဆိုပြီးကြောက်စာကောင်းလွန်တာသူ့ရဲ့လက်မှာလေ alright ထနေခဲ့ပြီးရင်လှိုင်းမိတက်ခိုင်းလိုက်တဲ့အချိန်မှာပဲဂျင်းလည်းလန်နိုးလာခဲ့ပါတယ်။ဒီအားလုံးကအိမ်မက်ဖြစ်နေခဲ့ကပါပစ်တာလုံးဆိုပြီးဂျင်းနဲ့အိမ်မက်တွေလာဆိုပြီးတွေးနေခဲ့လိုက်ပါတယ်။ ဒီလိုနဲ့နောက်ဆုံးမှာဂျင်ဦးလည်းစွန်းနှားအဖြစ်လောက်ကင်နေခဲ့ကကဘာပေါ်မှာငါအလုံးဆက်လုပ်တဲ့အချိန်ကစပြီးတော့စွန်းနှားတွေရှိရာအကူညီနဲ့ကောလာဟာလာတစ်ခုကိုတီးခဲ့ရတယ်ဘူချမ်းမတ်လောက်ကွယ်ရေးဌာနမှာတရေဆိုရသူတယောက်ရှိတယ်ဆိုပဲရဲတပ်သားတင်မစ္စတာလီယာပြောနေခဲ့ပါတယ်ဘယ်လိုလဲဆိုတော့အမိမတိရဲ့အမှုတွေကိုဖော်ထုတ်ပြီးခဲ့နိုင်လို့ပဲသူ့ရဲ့ဖန်ဆီးမှုတော့200ရာခိုင်နှုန်းတောင်ရှိတယ်တဲ့အဲ့ဒါကြောင့်မလို့သူ့ရဲ့ရှိမှရာဇဝတ်သားဆိုတာခလီတတပဲဆိုပြီးတော့ရဲဌာနတစ်ခုလုံးမှာရာဇဝင်ရှိနေတာဖြေရမယ်သူကိုယ်တိုင်ကင်ကွယ်နိုင်ကြလို့ယာရုတော်တိုးဖို့တော့ င်းဆန့်ခဲ့တယ်ဆိုပဲမင်းဟာဒီနေရာရောက်တဲ့အစ်စ်လေးလားလို့လာပြောရဲအရှိန်ဟုတ်ပါရဲ့ဆရာကျိုးရှိနေမလို့ပါဘူးငါတို့ရမိသားစုတွေပါပဲဆိုပြီးတော့ coffee လေးတစ်ခါကိုပေးနေခဲ့ပါတယ်မစ္စတာလီကတော့ခေါင်းဆောင်ပြောတာကတော့ကျွန်တော်ကစုံတော့ဆောင်းတဲ့အလုပ်တွဲလို့ရပါတယ် သူပေးရနိုင်မှန်းတော့မသိပါဘူး။ဒါပေမဲ့တခါတလေကြာရင်တော့အဲ့အကြောင်းတရေလို့ခေါ်ရင်းနဲ့ဌာနတစ်ခုလုံးကိုရှင်းရှောက်လိုက်တော့တာပဲ။မင်းလည်းသူ့အကြောင်းကြားထားဘူးတယ်မလား။မေတော့မစ္စတာလီလည်းကြားထားဘူးပါပဲ။အဲ့ဒီ copy code ကလည်းငါသူ့အတွက်ယူလာခဲ့တာလို့ပြောနေခဲ့ပါတယ်။ပြောရင်းဆိုရင်ရလာပြီပဲဆိုပြီးစောင့်ညုံရလာခဲ့ကစံပတ်ကောက်ရေးဌာနရဲ့တရေဆိုပြီးတော့ပြောနေခဲ့ပါသေးတယ်။စီနီယာအားလုံးစင်ပြေခဲ့ရလား။ ကူဒလော့စေတော့သူကအစ်စ်လားဆိုပြီးတော့မစ္စတာလီလည်းနှုတ်ဆက်နေခဲ့တဲ့အချိန်ဂျွန်းလည်းမစ္စတာလီကိုနည်းနည်းပါးပါးသင်ပေးလိုက်ပါမယ်ဆိုပြီးတော့သူကော်ပီငါတောက်လိုက်တာဒေါ်သားမထွက်ဘူးလားဆရာကုဘယ်သွားမှလဲဆိုခဲ့ပြီးတော့မင်းပါလိုလိုတွေရတယ်လူစိုးတွေကိုဖမ်းကျင်လို့ဆိုပြီးတော့ပြောနေခဲ့ပါတယ်အဲ့ဒါငါတို့ကူလောက်ရမယ့်အရှာပဲအဲ့ဒါကြောင့်ငါလုံးလိုက်ရတာမင်းတယောက်ထဲလာခဲ့တာမလားဒါပေါ့တရေရစီကနေလူသူဖန်နေလိလာရမှာရှုံတော့မယုံနိုင်ဘူးဆိုပြီးမစ္စတာလီလည်းတွေးနေခဲ့ပါတယ်ရန်နေငယ်ကြာပြီးတဲ့အချိန်မှာတော့ မေတ္တာလီလည်းအတော်လေးကိုပင်ပန်းနေခဲ့ကနောက်ရက်မှာတော့စုံနာဆောင်နေတနေကုန်လူတို့လိုက်ဖမ်းနေရလို့ဆိုပြီးတော့မေ့နေခဲ့ပါသေးတယ်။လက်နက်မပါဘဲနဲ့တော့ဖမ်းနိုင်ခဲ့ရင်တော့တင်ပြရကျွနဲ့တော်ဘောဆိုပြီးတော့တခင်ကြီးကျွန်တော်တို့ဒီအလုပ်ကိုတားဆီးလို့ရနိုင်ပါတယ်ဆိုပြီးတော့အဲ့ကလေးပြောနေခဲ့တဲ့အချိန်မှာပဲစုံနောက်ကျင်ကကိုကိုကိုတက်တင်မဲ့လူသားမျိုးမဟုတ်ပါဘူး။ဒါပေမဲ့မင်းဘလို့ကန်စားရလေးနားလေပါတယ်။အချက်လက်တွေအရာပေါ်ဆိုပြီးတော့တပတ်ကလူကိုကြည့်နေခဲ့ကဒီစားကြည့်ကြည့်တုံးနိုင်အတွင်တက်တင်မဲ့အကြောင်းရေးထားတာဖြစ်နိုင်ပါမလား။ ဒါပေမဲ့လည်းတတိယဆိုတာမျိုးကဆက်ချင်းလိုက်ငင်းလှုပ်လို့ရရဲ့အရာပဲလေဆိုပြီးတရားရောက်ညင်းနေတဲ့အမှုကိုကျင်းဦးလေးသွားပြီးတော့ကြည်နေခဲ့ပါတယ်။ဆုံးနောက်ဆောင်ငါတို့ခက်ခဲရမလို့စမ်းပါနဲ့ဒီရီကိုငါကင်တွေပါမယ်ဆိုပြီးကြည်နေခဲ့တဲ့ချိန်ကျင်းဦးလေးယေရှုကန်နေမှာမိမတယောက်သေဆုံးမြတ်သေဆုံးနေခဲ့တယ်။သေဆုံးနေတဲ့ဒါတချောင်းကိုလည်းသေဆုံးသူပြီးမှတွေ့ရှိခဲ့ရတယ်။အနီးနားမှာလည်းသေဆုံးသူရဲ့လက်ပွေရာကလက်တွေ့ပြီးချားမရှိခဲ့ဘူးဆိုပြီးကြည်နေခဲ့ကသေဆုံးသူကပျော့ပျော့နေတတ်ခဲ့ပေမဲ့စိတ်ကြယောကခံစားနေရရဲ့ဆိုပြီးတိလိုက်ကဘာမှမထူးဆန်းပါဘူးဆိုပြီးကျင်းဦးလေးပြောနေခဲ့ ခဲ့တဲ့အချိန်ဒါပေမဲ့ကျွန်တော်ကိုယ်တိုင်သွားပြီးဆစ်လေးကြည့်ပါမယ်လို့ပြောခဲ့ကတရက်ထက်ပြီးအာရုံနောက်ပြန်မိတင်တယ်လို့ပြောနေခဲ့ပြီးရဲ့နောက် ကျွန်တော်ကစောင့်ကြည့်ဦးပါရှင်ကနာလောက်ရမလားဆိုပြီးခေါ်လာခဲ့လိုက်ပါဒီလိုနဲ့တပကခံကိုတွားခဲ့ပြီးရင်နောက်ဂျင်ဦးကိုရိုင်းချောက်သွားခဲ့ကခင်းပြတဲ့နေရာကိုပဲတွားခဲ့ပြီးတဲ့အချိန်မှာပဲသူဖြစ်လေရဲ့နေရာအရှင်လောင်းအရာရောမရှိခဲ့ပေမဲ့အရိုက်လုလိုက်ခဲ့တဲ့အချိန်မှာပဲတည်သွားတဲ့ရုပ်လောင်းထလာခဲ့ပြီးရင်နောက်မှာသူရှိမှာပဲရက်တက်နေခဲ့ပါမကြပါနဲ့မင်းအခုခက်ခဲနေတဲ့လောကကြီးရနေလွမြောက်သွားခဲ့ပါပြီမင်းကိုယ်တိုင်တက်တည်နေခဲ့တာလား ကောင်မလေးလည်းအမှန်ပဲဖြစ်ကြောင်းပြောကဘာကြောင့်လဲလို့မေးခဲ့ပြီးရဲ့နောက်မှာတော့အကြောင်းဆုံးရှင်းပြလိုက်ပါတယ်။ဒီလိုနဲ့လူတယောက်ရှိကိုသွားခဲ့ပြီးရဲ့နောက်ဒီချိန်ကြီးပါလာလောက်တာတွေကကျွန်တော်ဘဝဌာနရုံးကအကြံပတ်စင်စဲစုံကြဆောင်ကျင်မှုပါဆိုပြီးဝင်လာခဲ့ကခမည်းသမီးရဲ့တည်ဆုံမှုနဲ့ပတ်သက်ပြီးတော့စကားနဲ့နဲ့ပြောလို့ရမလား။ရလက်ထွက်လာပြီလား။ကျွန်တော်သမီးဘာကြောင့်တည်ခဲ့ရလဲအတိအကျတော့မသိသေးပါဘူး။ဒါပေမဲ့မေးရရှိလို့ပါဆိုပြီးဂျင်ုံနဲ့အထဲကိုဝင်လာခဲ့ပြီးရဲ့နောက်မှာတော့ကျွန်တော်ရဲ့သမီးတည်ဆုံမှုအတွက်ကုညီနိုင်လားကုညီပေးပါမယ်လို့ပြောခဲ့တဲ့အချိန်အပြင်မှာစကားပြောဖို့လုပ်နေခဲ့ကြပါတယ်။ फि उहाँ र साल सह प्योगे पिज्जा बिए ကျောင်းသူဖြစ်တဲ့စေချင်းကပုံမှန်ဘလူလူသားမျိုးလဲလို့မေးလိုက်ပြီးတော့သူ့ကိုရင်ညိုရှိတဲ့သူများရှိနေကဲလို့လားမရှိပါဘူး။တမီးကကျင်နာတက်ပြီးတော့မုံတက်တဲ့သူမရှိသလားတကယ်ကိုကျင်နာတက်တဲ့ကလေးပါ။ကျောင်းမမရဲ့စုံတော်ကြီးကျွန်တော်တမီးတည်သွားတာဂျုံတော်မဂျုံနိုင်ဘူးဆိုပြီးငိုနေခဲ့ပြီးတော့သူ့တော်တော်ရှိတဲ့ပုံမှန်လိုဂျုံလေးပြောနေခဲ့ပါတယ်။ဒါပေါ့ဗျာသူကကျွန်တော်ရဲ့တမီးချင်းမဟုတ်ရင်တော့မှစုံတော်ကြီးကိုတီးလောက်မှာပါ။ဒါတမီးချင်းလို့မဟုတ်ဘူး။တမီးချင်းနဲ့တော့ပို့ပြီးတော့ရှစ်ပါတယ်။သူခံစားနေရတာပြောပြခဲ့မယ်ဆိုရင်တော့ကျွန်တော်လည်းအကောင်းဆုံးလုပ်ပြီးမှပါဆိုပြီးငိုယူနေခဲ့ပါတယ်။ကျွန်တော်တမိုင်းတစ်ခု ကိုရာလိုက်ဆိုပြီးဂျုံလေးပြခဲ့ပြီးရင်နောက်ဒါတော့ကြည်လိုက်ပါဆိုပြီးဖွင့်ပြခဲ့တဲ့အချိန်မှာ ယုံလေချက်လက်တွေရတော့သူမမွေသားဖခင်နဲ့ဆက်ချင်းကိုခံစားနေရတယ်ဆိုပြီးတော့သူမဝေးကိုထွက်ပြေးခဲ့ပြီမဲ့သူမမွေသားဖခင်ကတတိယရယ်ဆိုတာပဲအများတန်းပို့နေခဲ့ပြီဒါပေမဲ့အဆုံးမှာကတော့တီဖို့ရွေးချက်ခဲ့တယ်ဆိုတဲ့အချက်ကြောင့်မလို့ငါ့ကိုဘာလို့နားထောင်ခိုင်းနေရလဲဆိုပြီးဒေါသကြီးနဲ့ဖြစ်နေခဲ့ကမင်းသားငါ့ကိုဖမ်းကြည့်ရင်ရဲတော်တော်များများခေါ်လာခဲ့ရမှာငါ့ကိုလက်ထိပ်ဖက်ခံရမှာပေါ့ခမောင်းရွေးချက်စာနှစ်ခုပေးလိုက်မယ်ရွေးချက်စရာခမောင်းကိုအပြစ်ကိုဝန်ခံပါနောက်တစ်ခုအောင်ဆိုပြီးတော့ခမောင်းလုပ်ခဲ့တာရဲ့အတွက်တရားတန်ကြီးပေးဆောင်ရမယ်ဆိုပြီးဂျုံလေးပြောနေခဲ့ ပါတယ်။ဘလလူချင်းလဲလို့ပြောလိုက်တဲ့အချိန်မှာပဲဂျွန်းနဲ့အော်ရာထနေရဲ့မျက်လုံးအနေနဲ့ကြည့်နေခဲ့ကအဲ့လိုဆိုရပြီးငါပြောတဲ့နားထောင်ဇမ်းမှာခမားထိုင်နေတဲ့နေရာကတကယ်နေရာအစ်မဟုတ်တော့ဘူး။အစ်နဲ့တူအောင်ကြောက်ဖန်နေတဲ့နေရာတွေတခုပဲ တို့မြအနေမြေပဲခင်ဗျားကဒီမှာပဲနေနေရနိုင်မယ်လို့ပြောခဲ့ပြီးတော့ဘာတွေလဲစုံတော်ကြီးဆိုပြီးလမ်းဖြတ်နေကြတာတခြားစဉ်းစားသမှာဒီကိုဘယ်လိုရရလဲဆိုတာမင်းမတ်မိတယ်မလားမိရောက်ကလည်းလင်းနေလွန်းတယ်တခြားဘသူမှလည်းခေါ်လို့မရတော့ဆိုပြီးကြောက်လန့်ကြာဖြစ်နေခဲ့တဲ့နောက်မှာပဲတော်လေးလမ်းမတ်နေခဲ့တာဒါအိမ်မက်လားဆိုပြီးတွေးနေခဲ့ပါရဲ့ဂျာအိမ်မက်မဟုတ်ထွက်ပြေးသွားတဲ့အချိန်မှာသူ့ရဲ့ရိတ်စစ်သားကြီးလည်းအားလုံးဝိုင်းဖန်ခဲ့ကြပြီးတော့တက်ဖြတ်လိုက်ခဲ့ပြီးနောက်ဒီညနေဆုံးသက်ပေးလိုက်ပါရဲ့ဒီနေ့ကောင်မလေးလည်းအယောင်ကျေးဇူးတင်နေခဲ့တာ ရင်လေတခြားလူကျင်တာဘာရှိသေးလဲလို့မေးလိုက်တဲ့ချိန်စီပြမယ်ဆိုရင်တော့နောက်တဲ့တစ်ခုတောင်းဆိုပြရစီဆိုပြီးတောင်းဆိုလိုက်ပါတယ်ဒီလိုနဲ့ကျင်ကပေးခိုင်းလိုက်တာပါဆိုပြီးတော့လက်ဆောင်လေးတစ်ခုကိုသူ့ရဲ့မေစီသွားပေးခဲ့ပြီးရင်တော့ဒီပေါ်မှာရေးထားတာမင်းရဲ့နာမည်မလားဒီလက်ဆောင်ကိုပန်းစင်ကြီးရောက်စေခြင်းလို့ပါဆိုပြီးသွားပေးခဲ့ကလူတက်မှုမဟုတ်ကြောင်းတီးပြူးခဲ့ပြီးပါပြီစစ်စဲမှုကမကြိုင်ခင်ပိတ်တော့မှာပါခွေးကြီးကတိရခိုင်လုံးတော့မကြံတော့ဘူးဆိုပြီးကျွေးနေခဲ့တဲ့အချိန်ဒါဆိုရင်သူပါဖြစ်သွားလဲဆိုပြီးကြည့်နေခဲ့တဲ့အချိန်မှာကျေးဇူးတင်ပါတယ်လက်ဆောင်လာပေးတဲ့အတွက်ကျေးဇူးပါဆိုပြီးတတ်မတင်ခင်တနားကြီးအလူကသာ သူ့ပေစီကရှင်းလျှောက်စာမရခဲ့ဘူးဆိုရင်တော့သူတို့ညလုံးပျော်ပျော်လေးနေရမှာဆိုပြီးဂျုံလေးတွေးနေခဲ့ပြီးရဲ့ချိန်မွေးနေ့မှာအတူတူပျော်ရွှင်နိုင်လောက်မလားဆိုပြီးမွေးနေ့လက်စာအဖြစ်သူ့ရဲ့တငယ်ချင်းစီကိုလာပေးနေခဲ့ပါတယ်